ဒီဗီဒီယိုဖိုင်လေးမှာပုံလေးတစ်ပုံရင်းဆွဲပြမယ်နော်ဒီပုံလေးကိုဆွဲကြည့်မယ် AutoCAD မှာကိုကပုံဆွဲမယ်ဆိုလို့ရှိရင် ပုံတစ်ပုံကြည့်ပြီးတော့ကိုကဘယ်နေရာကနေဆဆွဲရင်ကို dressing ပြမလဲဆိုတာပုံမှာမူတည်ပြီးတော့ကိုဆင်ပြမယ့်နေရာကနေဆဆွဲလို့ရပါတယ်အော်ဒီပုံလေးမှာဆိုရင်စာကလေးကြီးဆွဲထားရရှိရဲဒီမှာလဲစာကလေးကြီးဆွဲထားရရှိရဲအဲ့ဒီစန်တာလေးနှစ်ခုရဲ့အကွာအဝေးကိုလည်းပေးထားရဲ6 inch ဆိုပြီးရောပါနော်အဲ့တော့ဒီမှာပေးထားရဲ ချူနေလေးလည်းတစ်ချက်ကြည့်မယ်သူက inch inch တိနေပေးထားတာ fish inch နဲ့ဆွဲရမှာပေါ့နော် fish inch scale နဲ့ unit နဲ့ဆွဲရမှာဖြစ်တယ်အဲ့တော့ဒီပုံလေးမဆွဲခင်မှာဘာလုပ်ရမလဲဆိုရင် unit ကိုအရင်ချိန်ပေးခဲ့ရမယ် architectural engineering စင်ပြရမယ်ပေါ့နော်ရွှေ့ပေးခဲ့မယ်ပြီးတော့အခုပုံဆွဲမှာကဒီမှာ center လေးနှစ်ခုရဲ့အကွာအဝေးနဲ့စဆွဲမယ်လို့ပြောတာဖြစ်တဲ့အတွက်6 inch ဆိုရဲ ွာဝေးလေးပေါ်အောင်လို့ line လေးတစ်ချောင်းအရင်ဆွဲလိုက်မယ်အဲ့တော့ line ဆွဲမယ်ဆိုလို့ရှိရင်ဒီမှာတူပါကနေယူပြီးတော့ line ကိုယူဆွဲလိုက်ရင်လည်းရတယ်လို့ဒီ comment box မှာ line comment ပေးပြီးတော့ဆွဲရင်လည်းရပါတယ် line comment ပေးမယ်ဆိုရင်သူရဲ့ comment က l enter ဆိုပြီးတော့ရိုက်ထည့်ပေးရမှာဖြစ်တယ်เนาะအဲ့တော့ဒီဟာဒီမှာတော့ဒီပေါ်ကတူပါကနေယူဆွဲလိုက်မယ် line ယူလိုက်မယ်တော့ဘာလို့ခိုင်းလဲ specific first point specify မနော်ပထမဆုံး first point အသက်မဲ့ခိုင်းနေ ကိုအစဉ်ပြေရဲ့နေရာမှာထောက်လိုက်မယ်ပေါ့နော်ကိုကဒီနားလေးကက်ဆွဲခြင်းဒီနားမှာချက်ကလေးထားလိုက်မယ်ပြီးရင်ကိုကဘယ်ဘက်ကိုဆွဲခြင်းလားလဲဒီဘက်လားညာဘက်လားအပေါ်လားအောက်လားပြီးတာပေါ့နော်ကိုအစဉ်ပြေရဘက်ကို mouse တင်းကိုပြပြီး direction ပြမယ်ပြီးရင်တန်ဖိုးရိုက်ထည့်မယ်တန်ဖိုးကဘယ်လောက်လဲ6 inch ဖြစ်တဲ့အတွက်6 under အဲ့တော့ကိုကပုံတစ်ခု comment တစ်ခုယူဆွဲပြီးလို့ပြန်ထွက်ခြင်းနဲ့ဆိုရင် sk လေးကိုနှိပ်ပေးမယ်အခုဒါ line လေးတစ်ကြောင်း6 inch ကွာရှိရဲ line လေးတစ်ကြောင် ရသွားပြီအဲ့ဒီထိပ်လေးတွေမှာပါရရှိမယ်ဆိုရင်စာကဲလေးတွေဆွဲပေးရမယ်အဲ့တော့စာကဲဆွဲမယ်စာကဲဆွဲဖို့အတွက်ဆိုရင်စာကဲ comment ကို comment box မှာပေးပြီးရောဆွဲရင်လည်းရတယ်လို့ဒီမှာရှိတဲ့ tuber ကနေယူဆွဲရင်လည်းရပါတယ်ဒီမှာတော့ဒီကနေပဲယူဆွဲလိုက်မယ်နော်စာကဲဆွဲနည်းရလည်းပဲ6မျိုးရှိရပေါ့နော်အဲ့ဒီထဲမှာကိုကအခုဒီမှာသွားဒိုင်ယာမီတာလေးပြီးထားပြည့်တဲ့အတွက်ဒိုင်ယာမီတာတန်ဖိုးသတ်မှတ်ပြီးရောဆွဲမယ်အဲ့တော့ဘာလို့ခိုင်းလဲဆိုတော့ဒီမှာညာလေးရေနော်ဒီဒီကာစာလေးရေ အောက်မှာ box လေးပါ specify center point for circle တဲ့ circle အတွက် center point ကိုသတ်မှတ်ပေးပါလို့ပြောတယ်။အဲ့တော့သတ်မှတ်ဖို့အတွက်မြင်းလေးဆွဲထားတယ်ဒီဘက်ဆိုဟိုဘက်ဆိုအဲ့တော့ဒီဘက်မှာအရင်ဆွဲလိုက်မယ်။အဲ့ဒီမှာ center လေးသတ်မှတ်ပေးလိုက်မယ်။တစ်ချက်ပြီးရင်လွှတ်ထားလိုက်မယ်။သူ့ရဲ့ circle တန်ဖိုးကဘယ်လောက်လဲ။ diameter နဲ့လည်းဆွဲမယ်လို့ပြောခဲ့ပြီးသားဖြစ်တဲ့အတွက် diameter တန်ဖိုး1 under ။ဒါဆိုရင်1 inch diameter ရှိရဲ့ circle တစ်လုံးရသွားပြီ။နောက်ထပ်2 inch diameter ရှိရဲ့ circle တစ်လုံးထပ်ဆွဲမယ်။ အဲ့တော့ပထမတစ်ခေါက်မှာစကဲ comment ခေါ်ထားပြီးသားဖြစ်တဲ့အတွက်နောက်ထပ် comment ထပ်ပြီးရောပြီးပြီးဆွဲလေရတယ်လို့နောက်တစ်ခေါက်အလို comment မယူတော့ဘဲနဲ့ enter တစ်ချက်ခောက်ပြီးရောစကဲ comment ထပ်ယူရင်လည်းရရပေါ့နော်အဲ့တော့ဒီမှာစကဲ comment တစ်လုံးပြီးပြီးသားဖြစ်တဲ့နောက်တစ်ချက် enter ခေါက်လိုက်မယ်ပြီးရင်ဘာလို့ခိုင်းလဲသူက center တက်မှတ်ခိုင်းပြီး center ကအဲ့ဒီမှာဖြစ်တဲ့အတွက်ဒီ end point လေးမှာပဲတစ်ချက် click ချမယ်ဟုတ်ပြီသူက စာကဲကွန်မန်းတော့ခေါ်လိုက်ပြီးဒါပေမဲ့ခုနကတော့ကြာတော့ဟိုစာကဲကိုဒိုင်ယာမီတာနဲ့ဆွဲမယ်ဆိုပြီးတော့ယူခဲ့တာနော်အခုကခေါ်လိုက်တာကရှီဟာစာကဲဆွဲမယ်လို့ပဲပြောခဲ့တာဒိုင်ယာမီတာနဲ့ဆွဲမယ် radius နဲ့ဆွဲမယ်လို့ပြောခဲ့တာမျိုးမရှိဘူးနော်အဲ့ဒီတဲကြမလို့ကိုကဘာနဲ့ဆွဲမှာလဲဆိုပြီးတော့ဒီ comment box လေးမှာမိကုန်လေးပေါ့နော် comment box လေးမှာမိထားတယ် specify radius or circle ဆိုတာလေးကကြာသူက default ဝင်နေရပါတော့เนาะ circle comment ကိုခေါ်လိုက်ပြီး ဆိုတာနဲ့သူက radius နဲ့ဆွဲမယ်ဆိုတာက default ဝင်နေရရှိရဲ့အဲ့တော့ကို radius နဲ့ဆွဲကျင်တာမဟုတ်ဘူး diameter နဲ့ဆွဲကျင်တာဆိုလို့ရှိရင် diameter ရဲ့ command တူက d လေးကိုရိုက်ထည့်ပြရမယ်ဒီ quenza company ထဲမှာလည်းနော်ဒီတော့ quenza company ထဲမှာလည်းပြောထားရဲ့ d အကြီးလေးကိုပြပြထားရပါတော့အဲ့တော့ d လို့ရိုက်ထည့်လိုက်မယ် d enter ပြီးတော့မှသူ့ရဲ့တန်ဖိုးကိုရိုက်ထည့်မယ် specify diameter of circle ဆိုတော့ဒါဘယ်လောက်လဲ diameter 2 inch or 2 enter အဲ့တော့ diameter 1နဲ့ diameter 2ရှိရဲ့စာကဲလေးနှစ်ခုကိုဒီမှာဆွဲပြီးသွားပြီဒါဒီဘက်စန္ဒာအတွက်ဒီဘက်စန္ဒာအတွက်ကိုလည်းပဲဒီစာကဲလေးနှစ်ခုထပ်ပြီးတော့ဆွဲရင်လည်းရတယ်လို့နှစ်ခုအတူတူပဲဖြစ်တဲ့အတွက်ဒီနှစ်ခုလေးကိုဒီဘက်ကို copy ပွားလိုက်ရောရပါဘောနော်အဲ့တော့ copy ပွားမယ် copy လုပ်မယ်ဆိုလို့ရှိရင် copy ရဲ့ command က co အဲ့တော့ co enter co enter ပြီးတော့ သက်လက်တဲ့ object နော် slash object ကိုကဘယ်ဥစ္စာတွေကိုဘယ် object တွေကို copy ပွားมาလဲသူကမေးအဲ့တော့ကိုပွားမယ် object လေးတွေကို slash မှတ်ပေးမယ်ညာကနေဘယ်ကိုဆိုရင်ထိယုံနေရရဲဆိုတော့ညာကနေဘယ်ကိုထိယုံနေနဲ့ slash မှတ်လိုက်ပြီး slash လုပ်ပြီးပြီဆိုရရှင်ဒီလိုလေးပြနေရောနော်အဲ့ဟာပြီးရင် enter တစ်ချက်ခောက်ပေးရမယ်ပြီးရော့ တွက်ပါလခိုင်း specify base point copy ကူးမဲ့ကောင်ရဲ့ base ကိုကိုင်းခိုင်းတယ်။ဘယ်နေရာကနေကိုင်းမှာနှစ်ခုစလုံးရဲ့ base ကိုဖြည့် base base ဖြည့်ရမယ်ပေါ့နော်။ဒီစာကဲနှစ်ခုစလုံးရဲ့ base ဖြည့်ရမယ်ဖြစ်တဲ့အတွက်သူ့ရဲ့ center က base ဖြစ်တယ်လေ။နောက်အဲ့တော့ဒီကနေစာကိုင်းလိုက်မယ်။ပြီးရော specify နဲ့သူကဘာပြောလဲ specify second point နော် second point ဆိုကိုသွားချမဲ့နေရာကိုသူကသတ်မှတ်ခိုင်းတယ်။ချမဲ့နေရာကဒီ end point နေမှာဖြစ်တဲ့အတွက်အဲမိပြီဆိုမှ glitch ချလိုက် ပြီးပြီးကိုယ်ကဒီ comment copy comment သုံးမိသွားရင်မလို့တော့ထွက်မယ်ဆိုရင် sk အဲ့တော့ဒီ6 inch square ရှိတဲ့နေရာမှာစာကဲလေးနှလုံးဆွဲပြီးသွားပြီပေါ့နော်အဲ့တော့နောက်တစ်ခုကဒီစာကဲလေးဒီစာကဲလေးကဘာမှရှိရလဲဒီ6 inch square ရဲ့အလယ်မှာရှိနေရနော်3 square မှာဒီ6 inch တဝက်မှာရှိနေရစာကဲအဲ့တော့ဒီ mid point မှာဒီ line ရဲ့ mid point မှာ diameter 21 2 inch ရဲ့စာကဲလေးတစ်လုံးဆွဲမယ် ဲ့တော့စာကေကွန်မန်စာကေကွန်မန်ခေါ်မယ်ဆိုတော့ဒီဘာနဲ့ဆွဲမှာလဲဒိုင်ယာမီတာနဲ့ပဲဆိုရင်ဒီအားနဲ့လာမယ်စာစန်တာဒိုင်ယာမီတာဆိုရဲကွန်မန်လေးယူမယ်အဲ့တော့သူ့ရဲ့ mid point နဲ့ရှာမယ်အဲ့ဒီလိုလေး mid point လို့ပေါ်ပြီးဆိုတော့မှ click ချမယ်ပြီးရင်သူ့ရဲ့ time value ဘယ်လောက်လဲဒိုင်ယာမီတာ2 1 by 2 2 dash 1 by 2 and that အဲ့တော့ဒီ ဒါယာမီတာလေး2.2 inch ရဲ့ဒါယာမီတာနဲ့စာကဲလေးတစ်လုံးဆွဲပြီးသွားပြီးနောက်ပြီးတော့ဒီအားလည်းစာကဲဒါအားလည်းစာကဲပြီးသူ့ရဲ့ဒါယာမီတာဘယ်လောက်လဲဆိုတော့4 inch 4 inch ရဲ့စာကဲထပ်ဆွဲမယ်အဲ့တော့ဒီအားနေပဲထပ်ခေါ်လိုက်မယ်နော်အဲ့တော့ဒါယာမီတာ4 inch နဲ့စင်တာကဒီ mid point မှာပဲ mid point မှာပဲဘယ်လောက်လဲ4 inch of 4 and အဲ့တော့စာကဲကြီးကိုဆွဲပြီးသွားပြီဘာလို့ရမှာလဲဆိုတော့ ဒီအပြင်စာကဲနဲ့ဒီစာကဲအကြီးနဲ့ကိုလိုင်းနဲ့လှမ်းဆက်ပေးတယ်လိုင်းနဲ့လှမ်းဆက်ပေးထားတယ်အဲ့တော့ဒါကဘာ line လဲဆိုတော့ tangent line အဲ့တော့ tangent line ဆက်ပြီးမယ်ပေါ့ line ဖြစ်တဲ့အတွက် line command လေးခေါ်မယ်အဲ့တော့ဒီကနေပဲပြီးမယ် line ခေါ်လိုက်ပြီးအဲ့တော့ကိုကဒီမှာ t circle နဲ့ d circle နဲ့ကိုကိုကဆက်ပြီးမှာဖြစ်တဲ့အတွက်အဲ့တော့ဒီပုံမှာချလိုက်ပါပြီပေါ့နော်ချလိုက်ပြီးပြီးတော့ဒီ circle ပုံမှာချလိုက်ပြီး အဲဒီလိုမျိုးကြီးဆိုလို့ရှိရင် skin နဲ့ထွက်လိုက်မယ်နော် line comment ခေါ်ပြီးထွက်လိုက်အဲဒါကြီးကဟိုဒီတိုင်းစာကဲပေါ်မှာလာချလိုက်တာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နေအဲ့တော့အနည်းငယ်ဆွဲကြည့်လိုက်မယ်တထထဲကြနေတာဆိုတော့မကြဘူးဘာဖြစ်နေလဲဒီလိုမျိုးဟာဟိုဟာနေပေါ့နော်အဲ့တော့ train ဖြတ်ကြည့်လိုက်တဲ့အခါကျရင်လည်းပဲဟိုပုံကဒီကောင်ကတန်းချက် line နဲ့တစ်ဖြောင်းနဲ့ရှိမနေဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဘာလို့ရမလဲဆိုတော့ တန်းချံကိုခေါ်ပြီးတော့မှ line ကိုဆွဲပြရမယ်အဲဒီ line ကိုပြန်ဖြတ်မယ်ပေါ့နော် select မှတ်မယ် delete နဲ့ဖြတ်မယ်အဲတော့ line command ပြန်ခေါ်မယ်ဘာကိုဆွဲချင်တာလဲ first point တက်မှတ်မယ်ဘာကိုတန်းချံဆွဲချင်တာဒါကြောင့်မို့ဒီစာကဲပေါ်မှာတန်းချံဆွဲချင်တာဖြစ်တဲ့အတွက်တန်းချံဆိုတာလေးရာဒီမှာမပေါ်ဘူးဖြစ်နေပေါ့နော်ဒီပုံမှာလာချကြည့်ရမပေါ်ဘူးဖြစ်နေအဲတော့ shift ကိုနှိပ်မယ်အဲဒီစာကဲလေးပေါ်မှာ right click ထောက်လိုက်မယ်အဲဒီမှာတန်းချံဆိုတာလေးရှိရပြီးတော့မှပြန်ပြီးတော့အဲဒီပုံမှာထောက်လိုက်မယ် အဲ့ရနေဘယ်ဟုတ်ပဲဆွဲဆွဲဒါသူကတန်းချန်ဒီစကဲတန်းချန်လိုင်းမျိုးကိုဖြစ်နေရောမှာအဲ့ဒီဒီစကဲတန်းချန်ကနေဘယ်ဟုတ်လဲဒီစကဲအကြီးရဲ့တန်းချန်ရှိလို့သွားမှာဖြစ်တဲ့အတွက်ဒီပုံမှာလည်းအဲ့လိုပဲ shift right link နဲ့တန်းချန်ဆိုပြီးတော့ခေါ်ပြီးတော့မှဒီစကဲပေါ်မှာ click ချလိုက်မယ်အဲ့တော့တရားလေးဆွဲပြီးပြီဆိုရင် SK နဲ့ထွက်လိုက်မယ်။အဲ့တော့တရားဒီ ဒီစာကလေးရဲ့တန်ဒီစာကလေးနဲ့ဒီစာကလေးနဲ့ကိုတန်းချန်လိုက်နဲ့ဆက်လိုက်တာဖြစ်တယ်အဲ့လိုပဲဒီအောက်မှာလည်းဒီစာကလေးနဲ့ဒီစာကလေးနဲ့ကိုတန်းချန်ဆက်မယ်ဒီစာကလေးနဲ့ဒီစာကလေးနဲ့ကိုတန်းချန်ဆက်မယ်ဒီဘိုင်းနဲ့ဒီဘိုင်းနဲ့ကိုတန်းချန်ဆက်မယ်နော်အဲ့ line ခေါ်တယ်ဒီကနေ shift right ကလေးတန်းချန်ဒီဘက်မှာချမယ် shift right ကလေးတန်းချန်ဒီစာကလေးဘက်မှာကလေးချမယ်ပြီးရင် escape နဲ့ထွက်မယ် line ပြန်ခေါ်မယ်ဒီစာကဲပေါ်မှာဖြစ်တဲ့ shift right click dungeon စာကဲပေါ်မှာချမယ် shift right click dungeon ဒီစာကဲပေါ်မှာချမယ်ပြီးတော့ဒီဘက်ပြင်မယ်ဒါကလေ shift right click နဲ့ dungeon ဒီလားစာကဲပေါ်မှာချမယ် shift right click နဲ့ dungeon ဒီစာကဲပေါ်မှာချမယ်အဲ့တော့ comment ပြီးဆို escape net track အဲဒီပုံစံလေးရပြီပေါ့နော် အဲ့တော့မလူရာကြီးဖြတ်မယ်မလူရာကြီးဖြတ်မယ်ဆိုလို့ရှိရင်ဘာနဲ့ဖြတ်လဲ train နဲ့ဖြတ်ရတယ်။ဟောပြီ train နဲ့ဖြတ်ရမယ်ဆိုတော့ဒီ circle ဒီ line ရာကိုစန္ဒာတည်ခြင်းလို့ဆွဲထားဖြစ်တဲ့အတွက်မလို့ဘူး။ select map ပြီးတော့ delete လိုက်။အဲ့တော့အရင်ဆုံးမလုပ်မလဲဆိုတော့ train ဖြတ်မယ်ဆိုရင် train က train ရဲ့ command က tr enter နှစ်ချက် tr enter enter အဲ့တော့သူကဘာလို့ဘာလို့ခိုင်းလဲအမှာ select object to train ကိုဖြတ်ခြင်းနဲ့ object ကိုဆက်လက်လုပ်ဖို့ပြောရယ်နော်အဲ့တော့ဒီဟာလေးဖြတ်မယ်ဒါလေးဖြတ်မယ်ဒီဘက်ကဟာလေးဖြတ်မယ်ပြီးတော့ဒါလေးဖြတ်မယ်ဒီဘက်ကနေဆက်လက်မလိုက်မယ်တခုချင်းစီဖြတ်လဲရရနော်ဒီလိုလေးတခုချင်းစီဖြတ်ရင်လည်းရရယ်အဲ့တော့ပြီးတိုင်းဆိုရင် sk နဲ့ဆက်မယ်အဲ့ဆိုရင်ဒီပုံလေးအတိုင်းရပါပါပြီ ဒါလေးကိုလိုက်စူးစမ်းပြီးတော့လိုက်ဆွဲကြည့်ပါနော်